ကားတွေလည်းအများကြီးထွက်ခဲတာအောင်ဆိုမူယာပိုင်းလေးတွေလုလုချင်တာလေးတွေတော့ဒီချိန်မှာအများကြီးရှိတာပေါ့နော်အဲအရာလဲအမှုပညာကိုလုပ်နေတဲ့မျိုးမဟုတ်တဲ့အတွက်ကိုမလည်းတခြားစီပွားရေးလေးနဲ့ဆိုတော့တထိန်းအရန်ချမ်းသာပြီးစူးစမ်းစရာမလိုတော့တဲ့အချိန် ကြတော့အဲ့ဒီချိန်ကြတော့အချိန်လေးအများကြီးဖက်ပေးနိုင်အောင်စူးစမ်းပါပေါ့ ြညာလှူရှားမှုကြတော့တခြားစီးပွားရေးလုပ်ငန်းလေးတွေလည်းလုပ်နေရဆိုတော့အရင်ကြီးတော့မစိတ်ဘူးပေါ့လေဒါပေမဲ့တနိုင်ဆုံးတော့ပြည်သက်တည်နဲ့အဆက်မပြောင်းလို့တော့ကြိုးစားပြီးတော့နေပါတယ်ဘာမှမလုံနိုင်ဘူးရက်ရှည်မပေးနိုင်ဘူးဆိုတော့ကာရိုက်တို့ဘာလို့ကြတော့နည်းနည်းလေးရက်ရှည်ပေးရတာပေါ့နော်ကိုယ်လုံးနဲ့ကြတော့အရင်အဆင်မပြေတော့အဲတပုံရိုက်တာမျိုးလေးတွေ VCD ရိုက်တာမျိုးလေးတွေတခါတလေသချင်းဆိုတာမျိုးလေးဒါမျိုးလေးပေါ့လေတနိုင်ဆုံးတော့အချိန်ခွဲပြီးတော့ပေးနိုင်အောင်ကြိုးစားပါတယ်ကိုကိုယ်တိုင်လည်းအယံဝါသနာ ပါတဲ့လောက်ကလေးကိုပြိတ်သက်တင်နဲ့လဲအဲ့လိုအရင်အဆက်အသွယ်ပြတ်ချင်အောင်အဓိကတော့အမှုပညာကိုဟိုစီးပွားရေးရမဟုတ်ဘောနော်ပျော်တယ်အမှုပညာလုပ်နေရပျော်တယ်ပြိတ်သက်တင်နဲ့တွေ့နေရပျော်တယ်အဲ့ဒီအတွက်အဆက်မပြတ်ယုံလေးပဲဟိုလှုပ်ဖြစ်နေတဲ့သဘောပေါ့နော်အရင်ထဲထဲဝင်ဝင်ရကြတော့ဟိုအချိန်လေးပြီးဖို့ကနည်းနည်းခက်လို့ပါစူးစမ်းစူးစမ်းနေရတဲ့ကာလဆိုတော့တထိတထိ အရန်ချမ်းသာပြီစူးစမ်းစရာမလိုတော့တဲ့အချိန်ကြတော့အဲ့ဒီအချိန်ကြတော့အချိန်လေးအများကြီးဖက်ပေးနိုင်အောင်စူးစမ်းမှာပေါ့လူပညာဘက်ကအခုတော့စူးစမ်းနေရတော့မင်းဆိုတော့ Let me the banana twiga ကဘာနေရကငါရဲ့ရင်နဲ့မပြောလားရှိမှအချိန်နေရအောင်မပြောတာပေါ့အဓိကကတော့လေဟို နုပညာကိုစီးပွားရေးအရနှမျောတာမဟုတ်ပါဘူးဟိုစီးပွားရေးအရလည်းနုပညာကိုလုံနေတဲ့မျိုးမဟုတ်တဲ့အတွက်ဟိုကိုယ့်ရဲ့လှူရှားမှုလေးတွေဟောဒီလိုလေးတင်းဆောင်ကျင်လိုက်တာဟိုဒီလိုလေးတချင်းလေးစူစင်လိုက်တာဆိုရဲစိတ်ကလေးနဲ့နှမျောတာမျိုးပါရင်တော့ကားတွေလည်းအများကြီးထွက်ခဲတာအိုးဆိုပြန်ကြည့်တယ်ဆိုတော့ငါဒီနေရာမှာဒီလိုလေးအဲ့လိုပေါ့နော်အဲအများကြီးပါပဲ အဲအပြင်စင်ပိုင်းလေးတွေဟိုဟိုအမူယာပိုင်းလေးတွေလုတ်လုတ်ချင်တာလေးတွေတော့ဒီချိန်မှာအများကြီးရှိတာပေါ့နော်အဲအဲအဲ့တော့လုတ်ဖို့အတွက်ခွင့်ရရနေတဲ့သူတွေဆိုလဲအဲ့လိုမျိုးအချိန်ခါရှိသေးရလေနော်ကိုဆိုအခုဘလောက်ပဲလှုပ်ချင်လှုပ်ချင်ဟိုအချိန်ပေးရတာခက်ခဲလာတာမျိုးလေးတွေရှိတယ်ကို့မှလည်းတခြားစီပွားရေးလေးနဲ့ဆိုတော့အဲ့တော့လှုပ်ခွင့်ရနေတဲ့သူတွေအားလုံးပေါ့နော် အဲ့လိုအရန်စ조사စီခြင်းလေဒီချိန်ထိကိုမမေ့မရတော့လေးရှိနေပေးကြတာပြီးရင်အားလုံးသိကြတဲ့အချိန်မဲ့လေးစင်းနေ့ကအပြင်မှာမိသားစုလိုနေကြတာများတာကိုခင်ခင်ကြတဲ့လူတွေအားလုံးမီဒီယာတွေကစเนาะအဲ processor တွေအကုန်လုံးပေါ့လေဟိုခင်ခင်မီဆိုရင်ကတော်တော်ကြီးကိုအဲ့လိုမိသားစုလေးကိုဖြစ်သွားကြတာများတာဆိုတော့အမ် ီချိန်ထိမမေ့မလျော့လေးကန့်လန့်ပေးနေရပဲကျေးဇူးတင်ပါတယ်မီဒီယာတွေဆိုလည်းအတူတူပဲတွေ့တဲ့နေရာတိုင်းမှာဝိုင်းပြီးတော့ချစ်ပေးကြတယ်ပြောရတာပေါ့နော် ြည့်အောင်တော့ကြိုးစားပါတယ်အနည်းဆုံးတော့အဲကိုယ့်ရဲ့ page လေးမှာကိုယ့်ရဲ့ Facebook လေးမှာအဲပုံလေးတွေတင်တာအစားပေါ့နော်ဟိုအရင်ကြီးတောက်လျှောက်မဟုတ်ပြင်မဲ့အရင်ကြီးအဆက်ပြတ်မသွားအောင်တော့ကြိုးစားပြီးတော့နေပါတယ်လို့နောက်ပြီးတော့အဲလိုအပ်တဲ့နေရာလေးတွေမှာလှူရင်းအဲကုသိုလ်တွေအများကြီးလုပ်ရင်းနဲ့ဘာသာရေးနဲ့လည်းအများကြီးဖြစ်တန်းဖြစ်နေပါတယ်လို့ ိတ်အေးချမ်းတာပေါ့လေအဓိကတော့အာမိမိကိုယ်တိုင်အေးချမ်းတယ်ပြီးရင်တပါးသူတွေအတွက်ကိုပါလုပ်ပေးနိုင်မလဲဗာလေးတွေပို့ပြီးတော့အဲဟိုအကျိုးရှိမလဲစိတ်ကလေးတွေပို့ပြီးတော့ထားတတ်လာပါပေါ့လေဟုတ်ကိုကိုယ်တိုင်အေးချမ်းတာကတော့အဲဒါအတိုင်းထက်လုံပေါ့ ဒီလိုလူတယောက်တောင်မှဒီလောက်အေးချမ်းတာဆိုတော့ဩတကယ်ကိုဒါကြောင့်မလို့လို့တကယ်ကိုကုမုန်းကြီးတွေပူလိုက်တယ်နော်အဲဒါကခုခမောအဲပူလိုက်ပြီးဆိုရင်တကယ်ကိုဒီဟိုတာသနာရိတ်မှာရှိနေတဲ့သူတွေဆိုရင်ဘလောက်တောင်များအေးချမ်းမလဲပေါ့နော်ဒါကြောင့်မလို့ကိုရီးယားဟိုဖုံဖုံတွေကိုတော့ပူတယ်ဆိုရင်ဖုံဖုံတွေဘယ်လိုလဲခူရတာကအေးချမ်းပြီးတော့ကိုဟာဟိုဖရားရိတ်တရားရိတ်ဒီဖုံဖုံเจ้าဆိုလဲเจ้าဝင်းရဲ့အရေးကိုရောက်ပြီးဆိုတဲ့ဟို အေးချမ်းရတာပေါ့အေးချမ်းတဲ့ဓာတ်ကိုခံစားရတယ်လေ